တတိယကမ္ဘာစစ်ဆိုတဲ့စပွဲဝိုင်းပေါ်မှာတရုတ်နဲ့ထိုင်ဝမ်ရုရှားနဲ့ယူကရိန်းတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအစ္စရေးနဲ့ပါလက်စတိုင်းဆိုတဲ့ဖဲချက်တွေအားလုံးကကျွန်တော်တို့အားလုံးမြင်နိုင်အောင်လို့လမ်းပြထားပြီးသားဖဲချက်တွေဖြစ်ပါတယ်ခုဆိုရင်ဒေါ်နယ်ထရန့်ကတတိယကမ္ဘာစစ်ဖဲဝိုင်းပေါ်မှာဘူးမမမျော်လင့်ထားတဲ့ဖဲချက်နောက်ထပ်အစ်တစ်ချက်ကိုထပ်ပြီးတော့လမ်းပြလိုက်ပါတယ်။အဲ့ဒီဖဲချက်ကဘာဖဲချက်လဲဆိုတော့ Canada is strengthening its northern troops near the Arctic Circle. So we need Greenland for national security one way or the other we're going to get it arktika важнейший регион allo atay data ga tatiya kawase sapwe wine bo wa phe cha naw that tacha phit la da le in aji naingan ni ya yo ba cha mo lo di atay data ma name so mo o otwa lou saung ni ja ya le တကယ်လို့ဒီအတိတ် data မှာသာစစ်ဖြစ်ခင်ရောဘာတွေဖြစ်လာနိုင်လဲဆိုတာကိုအခုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာမို့လို့တကယ်ချင်းနေတဲ့တွေ့တဲ့အခါမှာကြွယ်ချင်းနေဆိုရင်တော့ဆက်ကြည့်လိုက်ပါအောင်ခင်ဗျာအရင်ဆုံးအတိတ် data ကဘာလဲဆိုတာလေးကိုအရင်ဆုံးပြောပြမယ်ကျွန်တော်တို့ပထဝီအနေထားရကြည့်လိုက်မယ်ဆိုရင်အတိတ် data ဆိုတာကကျွန်တော်တို့ကဘာလုံးကြီးရဲ့မျက်ဝင်ရိုးစုံမှာတရှိပြီးတော့အရန်ကိုအေးခဲနေတဲ့ရေခဲပြင်နေနဲ့ဖုံးလွှမ်းထားတဲ့နေရာ data တစ်ခုပဲဖြစ်ပါတယ်ဒီအတိတ်ဆောင်ဝန်ထဲမှာရှိတဲ့ data တွေအရဆိုရင်နိုင်ငံ၈နိုင်ငံရဲ့အစိတ်အပိုင်းနည်းနည်းစီပါဝင်နေတယ် အဲ့ဒီနိုင်ငံတွေကတော့ကနေဒါ၊ဒိန်းမတ်၊ဖင်လန်၊အိုက်စ်လန်၊နော်ဝေး၊ဆွီဒင်၊ရုရှား၊အမေရိကန်တို့ပဲဖြစ်ပါတယ်။ The Arctic is caught up in this uh, larger geopolitical tension between NATO and Russia. ဟုတ်ပါတယ်။ဒီအတိတ်ဒေသမှာပါဝင်နေတဲ့နိုင်ငံတွေကိုတေချာကြည့်လိုက်မယ်ဆိုရင်တော့ NATO အဖွဲ့ဝင်နိုင်ငံ9နိုင်ငံနဲ့ NATO ရဲ့အကြီးဆုံးရံပတ်ဖြစ်တဲ့ရုရှားနိုင်ငံတို့ပါဝင်နေတာပါ။အတိတ်ဒေသကကမ္ဘာကြီးပုံနှိပ်လာတာနဲ့အများရေခဲတွေအရေးပေါ်လာနိုင်ခြေရှိပြီးတော့အနာဂတ်မှာလူသားတွေအခုထပ်ပိုပြီးအခြေချနေထိုင်မှု ရေနံနဲ့တဘာဝတည်ရန်ဇာတာတွေတူးဖော်ဖို့နဲ့အပြင်နေမြေဆွေးမှုရေရေလမ်းကြောင်းနဲ့ကူးတန်းရောင်းဝယ်ရေးတွေအထိအရေးပါလာနိုင်တာပါဒီအာတိတ်ဒေတာကပြောရမယ်ဆိုရင်အရင်တော့အရန်ကိုအေးခဲနေတဲ့နေရာဒေတာတွေတခုဖြစ်ပြီးတော့နိုင်ငံပေါင်း20ကျော်ရဲ့သုတေသနလုပ်ငန်းတွေနဲ့လေ့လာဆန်းသပ်မှုတွေလုပ်ခဲ့တဲ့နေရာတခုပါဒီအာတိတ်ဒေတာကိုဘယ်သူပိုင်လဲဆိုတော့ဘယ်သူမှတော့မပိုင်ပါဘူး ဒီနေရာဟာနိုင်ငံတော်တော်များများနဲ့ထိဆက်နေပြီးတော့ဘယ်နိုင်ငံကတီးတန့်ပိုင်နေဆိုတာမျိုးမရှိဘဲနဲ့နိုင်ငံတကာရေပိုင်နဲ့ထဲမှာပါဝင်နေပါတယ်။နိုင်ငံတကာရေပိုင်နဲ့ဥပဒေအရဆိုရင်ထိဆက်နေတဲ့နိုင်ငံတွေအနေနဲ့သူတို့ရဲ့နိုင်ငံကနေမိုင်းနေရာအတွင်းကရေပေါ်ရေအောက်မှာရှိတဲ့အရာမှန်သမျှကိုအဲ့ဒီနိုင်ငံကပိုင်ခွင့်ရှိတယ်။ဒါပေမဲ့တချို့နိုင်ငံတွေကတော့ဒီထက်ပိုပြီးလိုချင်တတ်မှတ်နေကြပုံပါပဲ။ အတိတ်ဒေတာကစီးပွားရေးအရာရောစီးရေးအရာပါအရေးပါနေတာဆိုတော့သူတို့လိုချင်နေတာလည်းမဆန်းဘူးလို့ပဲပြောရမှာပေါ့အတိတ်ဒေတာကနှစ်ပေါင်းများစွာရေခဲပြင်ကြီးဖြစ်နေပြီးတော့လူအယောက်ပေါက်နေတဲ့ဒေတာဖြစ်နေတာ ਨੇ အညီအဲ့ဒီရေခဲပြင်နေရဲ့အောက်မှာရေနံနဲ့တဘာဝဓာတ်ငွေတွေကနိုင်ငံတော်တော်များများရဲ့မျက်စိကျစင်စရာဖြစ်နေတာပါပဲနောက်လာမယ့်နှစ်အနေငယ်အတွင်းမှာရေအောက်မှာရှိတဲ့တယံဇာတာတွေကိုကြိုက်တယ်လို့တူးဖော်နိုင်ဖို့အခွင့်အရေးကပိုများလာပါတယ်ဒါကနိုင်ငံတကာနိုင်ငံကိုချမ်းသာစေနိုင်တဲ့အထီကိုအဖိုးတန်နေပါတယ် ဒီလိုကဘာကြီးပုံနှွေးလာပြီးရေခဲပြင်းနဲ့အေးပြော်လာတာနဲ့အမျှအာတိတ်ဒေတာကလည်းကုံသွဲရေးအတွက်အဓိကအေးပါတဲ့နေရာဒေတာတစ်ခုအဖြစ်ကိုရောက်လာပါတယ်။ဥရောပနိုင်ငံတွေကနေအာရှနိုင်ငံတွေအထူးသဖြင့်ဂျပန်နိုင်ငံ၊ကိုရီးယားနိုင်ငံတို့ကိုရေချောင်းနဲ့ကုံသွဲဖို့ဆိုတာကဒီတလန်းပဲရှိရပါ။ဒါကြောင့်ဒီရေခဲတွေကြားထဲကနေဖြတ်သွားနိုင်မှုအတွက်ရေခဲဖြိုတဲ့သင်္ဘောတွေနဲ့တွားခဲ့ရတယ်။တချို့နေရာတွေဆိုရင်ကိုယ်ပတ်ပြီးတွားလာရတာမို့လို့ကုံကြဆေးကလည်းပုံများမယ်။အခုအေးပြော်လာတဲ့ရေခဲတွေကြောင့် အကုန်အစင်ပြေချောမွေးလာနိုင်ရရှိပြီးတော့နိုင်ငံကြီးတွေအနေနဲ့စီးပွားရေးတိုးချဲ့ဖို့အတွက်အကောင်းဆုံးဒေတာအကောင်းဆုံးအခြေအနေတစ်ခုပါပဲ။ some of those uh, areas are opening up and they're opening up icebreakers out there they're opening up and they're headed right into china right into russia ဗီဒီယိုလေးကိုဆက်မသွားခင်မှာအချိန်မရှိလို့စာမဖတ်ဖြစ်ဘူးဆိုတဲ့လူတွေအတွက်နိုင်ငံတကာကဘာကျော်စာရေးဆရာကြီးတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ထားပေးပြီးအသံနဲ့ရောစာပါဖတ်ရှုပြီးနားဆင်နိုင်တဲ့ရွှေနှုတ် application မှာအနည်းချုပ်သွားရောက်ဖတ်ရှုနားဆင်လို့ရပြီဆိုတာကိုသတင်းကောင်းပါလိုက်မယ် အနည်းဆုံးနဲ့တွေအားမရလို့အစအဆုံးဖတ်ချင်နေဆိုရင်လေ 4D ကိုအနည်းနဲ့အစအဆုံးနားထောင်လို့ရနေပြီဖြစ်တာကြောင့်မို့လို့ Play Store နဲ့ App Store မှာ download သွားဆွဲပြီးဆိုမှအခုပဲရှင်တို့ application ထဲမှာစာတွေသွားဖတ်ဖို့အတွက်ထပ်မံတိုက်တွန်းလိုက်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုပြန်သွားရမယ်ဆိုရင်အဲ့ဒီ update data မှာကြီးစိုးနိုင်ဖို့အတွက်ကိုစ조사နေတဲ့ကြောင်နဲ့ကြွက်နှစ်ကောင်ရှိတယ်။အဲ့ဒါဘယ်နိုင်ငံတွေလို့ထင်ပါလဲ။ဟုတ်ပါတယ်။အမေရိကန်နိုင်ငံနဲ့ရုရှားပါပဲ။ တရုတ်နိုင်ငံကလည်းအာတိတ်ဒေတာသူတို့နဲ့နှီးတာမို့လို့သူတို့လည်းပိုင်သင့်တယ်ဆိုပြီးဂျားတွေကနေမစီမဆိုင်ဝင်ပြောတာတွေလည်းရှိတယ်။中国是近北极国家。Wait a minute. Who are you? Donald Trump ကတော့ဟိုရင်သမရဖြစ်ကြတဲ့ဒိမတ်နိုင်ငံပိုင်နဲ့ Greenland ကိုဝယ်ဖို့အတွက်အချိန်ချင်းစ조사ခဲ့ပြီးတယ်။အခုလည်းနောက်တစ်ခေါက်သမရဖြစ်လာတော့ Greenland ကိုပြန်ပြီးဝယ်မယ်ဆိုပြီးအတန်အနေထွက်နေတယ်။ President Trump has expressed interest in buying the world's largest island. Greenland is uh, today a part of the Kingdom of Denmark. It's part of our territory and it's not for sale. Greenland ဆိုတာကလေဒိမနိုင်ငံအတွက်တော့စိုင်းသာဆိုင်နဲ့သူတို့နဲ့မပိုင်တယ်လို့ပဲတီချာတကွဲတပြားတီးသက်နေထိုင်တဲ့လူမျိုးတွေကြောင့်ဒိမတ်အနေနဲ့ဆုံးဖြတ်ချက်တိတိကျကျချဖို့ကခက်ခဲနေပါတယ်။ Grønland ikke til salg. Og i øvrigt er Grønland ikke Danmarks. Altså Grønland er Grønlandernes. Og Kim Kiesen har jo sagt det meget klart. Selvfølgelig bliver der ikke noget tale om noget som helst fra salg af Grønland. Bare så Amerika nange er Greenland og Lugin i alle så råd. Greenland er kan bare tige som John der kunne blive råd. De John er dog måne på at det ikke så måne man sig nede ved råd. Jeg er det en sætter, at jeg er sig nede af John der kunne blive råd. ဒီကျောင်းပေါ်မှာရေနံစီပေါင်း18.5ဘီလီယံနဲ့တဘာဝဓာတ်ငွေ148ထရီလီယံကုဘပေအထိရှိတယ်လို့ခန့်မှန်းထားကြရတယ်။ ပြောချင်တာကတော့အာတိတ်ဆက်ဝန်းနဲ့ကိုပို့ပြီးခြေချနိုင်လေအနာဂတ်တွေလှပလေပါပဲရုရှားဘက်ကကြည့်ရင်လည်းအာတိတ်ဆက်ဝန်းနဲ့မှာနေမီအများဆုံးပိုင်ဆိုင်ထားတဲ့သူပီပီသူတို့ပိုင်ဆိုင်တဲ့နေနမိတ်တွေအပေါ်မှာရေနံတူးဖော်တာတွေစီးရေးလေ့ကျင့်တာတွေကိုနေတိုးအဖွဲ့ဝင်တွေကိုလုံးဝဂိူးမဆိုင်ပဲ AACC ကိုလုံနေတယ်သူတို့အနေနဲ့လည်းအစကတည်းကအာတိတ်ဆက်ဝန်းအပိုင်သိမ်းမှုကြံထားတဲ့ပုံပါပဲရုရှားတွေအနေနဲ့ရခိုင်ကလေးကရှိနေခဲ့တဲ့အာတိတ်ဒေသအတွင်းကဆိုဗီယက်စစ်စခန်းတရားစင်လောက်ကိုပြန်ပြီးဖွင့်လိုက်ပြီး ဒါတွေမကသေးပဲနဲ့နောက်ထပ်စစ်စခန်းအစ်စ်တွေကိုပါတိုးချဲ့ဆောက်လုပ်ထားနိုင်ပြီးတော့အာတိတ်ဆက်ဝန်ထဲမှာအများဆုံးစစ်တပ်အင်အားပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာဖို့အတွက်ကြိုးပမ်းနေတယ်။ဒါကြောင့်မို့လို့ရေခဲပြင်စစ်ရေးအတွေ့အကြုံပုံနေတဲ့အမေရိကန်တွေထက်ရုရှားတွေကတာနေတယ်ဆိုပြီးပညာရှင်တွေကထောက်ပြတာမျိုးလည်းရှိတယ်။တကယ်ပဲအာတိတ်စစ်ပွဲတာဖြစ်ခဲ့မယ်ဆိုရင်အမေရိကန်တပ်သားတွေအနေနဲ့နှွေးတဲ့ဒဇုံပို့ထည့်လာရုံနဲ့အဆင်ပြေမှာမဟုတ်ပါဘူး။ အမေရိကန်စစ်တင်နှံကြောင်းရဲ့ဆရာတယောက်ကသူတို့စစ်သားတွေကအပူချိန် -10° မှာတိုက်ခိုက်နိုင်တာကို -60° မှာလည်းတိုက်ခိုက်နိုင်မှာလို့ထင်နေကြတော့မယ်လို့မှတ်ချက်ပေးခဲ့ပါသေးတယ်။ပြောချင်တာကတော့အာတိတ်ဒေသမှာသာစစ်ပွဲဖြစ်ခဲ့မှဆိုရင်အမေရိကန်တွေအနေနဲ့ရုရှားတဲ့ပို့ပြီးဆိုမှအထိနာနိုင်တယ်ဆိုတဲ့ဘောပါပဲ။အမေရိကန်နေအုံပြနေတဲ့ဒီပညာရှင်စစ်လက်နက်တွေအရဆိုရင်လေဒီလိုအေးခဲနေတဲ့နေရာမှာအုံပြဖို့ကတော့မလွယ်ပါဘူး။ နေမုံနိုင်တွေနဲ့အမျိုးမျိုးသောယာစီဥရုဖောက်ပြန်တာတွေကရေဒါစနစ်တွေနဲ့ဆက်သွယ်ရေးစနစ်တွေကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်။အဲ့ဒါတွေကြောင့်ပဲအမေရိကန်နဲ့အင်ဒီနဲ့ချိုးတင်ပြင်ဆင်မှုတွေစည်ရေးလေ့ကျင့်မှုတွေကိုစနစ်တကျလှုပ်ဆောင်နေပါတယ်။တစ်ဖက်မှာလည်းအာတိတ်ဆဝန်းတွေကကျန်တဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်းအမေရိကန်ဘက်ကနေအကူအညီပေးနေတာမျိုးတွေလည်းတွေ့ရတယ်။ခဏလေးအတွင်းမှာတော်တော်လေးကိုတိုးတက်ပြောင်းလဲလာခဲ့တယ်လို့ပဲပြောရမှာပါ။ ဥပမာဒိမတ်နဲ့ဂရင်းလန်မှာစစ်စခန်းတွေချနိုင်တာကြောင့်နေမီအားကောင်းမှုရှိတာစစ်သားတွေအနေနဲ့ဖင်လန်နိုင်ငံမှာစကိတ်စီးလေ့ကျင့်နိုင်ခဲ့တာကြောင့်အားတိတ်မှသွားလာရေးလွယ်ကူတာအပြင်ကိုအမေရိကန်လေထီးတပ်အနေနဲ့လည်းဆွီဒင်နိုင်ငံနဲ့ဖင်လန်နိုင်ငံမှာစစ်ရေးလေ့ကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်ဖင်လန်နိုင်ငံဆိုတာကလည်း1939ခုနှစ်ကရုရှားနိုင်ငံရဲ့တပ်ညီတော်ကျူးကျော်တာကိုခံခဲ့ရပြီးမြေကျွမ်းကျင်မှုကြောင့်ပြန်လည်တွန်းလှန်နိုင်ခဲ့တယ် ဒါပေမဲ့အင်အားမမျှတာကြောင့်စစ်ရှုံးခဲ့ရသည့်တိုင်အောင်တပ်ပြန်တိုက်စစ်တွေကြောင့်နယ်မြေရဲ့900ခန့်နှုန်းကိုသာဆုံးရှုံးခဲ့ရတယ်။ဒီလိုဖင်လန်နိုင်ငံမှာကြုံခဲ့မှုတဲ့အတွေ့အကြုံကောင်းတွေကအမေရိကန်နိုင်ငံအတွက်အရန်ကိုတန်ဖိုးရှိနေပြီးတော့အာတိတ်ရေခဲပြင်ဒေသမှာသာစစ်ပွဲဖြစ်ခဲ့ရင်အကောင်းဆုံးညွှန်ကြားပေးနိုင်တဲ့နိုင်ငံတစ်ခုဖြစ်နေတာပါ။အခုလိုဟိုဘက်ဒီဘက်နှစ်နိုင်ငံစစ်အင်အားပြိုင်ဆိုင်မှုတွေကစစ်ပွဲဖြစ်စေဖို့အတွက်မိစားတစ်ခုပါပဲ တကယ်လို့ဒီစစ်ပွဲကြီးဒါအာတိတ်ဒေသမှာထားဖြစ်ခဲ့မယ်ဆိုရင်ကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့စစ်ပွဲဖြစ်တာကြောင့်ကန်ဆိုးရင်ကျွန်တော်တို့ကတတိယကမ္ဘာစစ်နဲ့တောင်ပပင်းတိုးနိုင်ပါသေးတယ်။ဒီလိုအာတိတ်ဒေသမှာစစ်ဖြစ်တာကြောင့်ပဲကမ္ဘာစီးပွားရေးကိုပါထိခိုက်လာနိုင်တယ်လို့ရှိပါတယ်။ ကြောင်းရင်းကတော့အာတိတ်ဒေတာကဥရောပနဲ့အာရှနိုင်ငံတွေစီကိုကုန်စည်ပို့ဆောင်ရမှာအချက်ချာကြတဲ့ရေလမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီရေလမ်းကြောင်းတွေကိုမသုံးမဲနဲ့တခြားတစ်ဖက်ဖြစ်တဲ့အာဖရိကတို့ဆူဝက်စ်တူးမြောင်းတို့ကနေသွားမယ်ဆိုရင်ကုန်ကြဈေးက၃ဆလောက်ထိကိုမြင့်တက်ဖို့ရှိလာပြီးတော့လောင်စာဆီကုန်ကြမှုကလည်းအတော်များပြားမှာပါ။အဲ့တော့ပို့ပြီးဆိုမှကုန်ကြဈေးသက်သာတဲ့အာတိတ်ဒေတာမှသာဆစ်ဖြစ်ခဲ့မယ်ဆိုရင်တော့ဒီရေလမ်းကြောင်းတွေကပိတ်လိုက်ရမှာဖြစ်ပြီးတော့ကုန်သွယ်ရေးလမ်းကြောင်းကလည်းကမောက်ကမဖြစ်သွားနိုင်ပါတယ်။ ဒီလိုသာဆိုရင်တော့အကုန်ပစ္စည်းဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှာဖြစ်ပြီးတော့အခြေခံလူတန်းစားတွေအတွက်လည်းပိုပြီးတော့ဒုက္ခရောက်လာနိုင်ပါတယ်။အဲ့ဒီပြဿနာကိုဒုတိယကမ္ဘာစစ်အတွင်းမှာလည်းပုံစံတူမြင်ခဲ့ပြီးပါပြီ။ The Arctic is no longer a low tension region. It's not yet war, but it's getting pretty close to it. ပညာရှင်တွေကတော့ဒီအခြေအနေကစစ်ဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပေမဲ့တကယ်တမ်းလက်တွေ့မြင်ပြမှာတော့စီးရေးလေ့ကျင့်မှုတွေစစ်စခန်းချထားမှုတွေကလွဲရင်ဘာမှပြောင်းလဲမှုကြီးကြီးမားမားတော့မရှိသေးပါဘူး။ စစ်သားတွေအနေနဲ့ကလည်းအခုလိုအစမတန်အေးခဲနေတဲ့နေရာမှာစစ်တိုက်ဖို့ဆိုတာအိမ်မဆိုးတစ်ခုလိုပါပဲအခုဒီဗီဒီယိုကြည့်နေတဲ့လူတွေရောအာတိတ်ဒေသမှာစစ်ပွဲတကယ်ဖြစ်လာနိုင်လားတကယ်လို့ဖြစ်လာခဲ့ရင်ရောဘယ်လောက်ထိဆိုးရွားသွားနိုင်လဲအောက်ကကွန်မန်တွေမှာတယောက်ချင်းစီရဲ့အမြင်လေးမျှဝေပေးခဲ့ပါအောင်ခင်ဗျာ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။